ားပါရှင် MPA သတင်းဌာနရဲ့ဒီကနေ့ဇွန်လ16ရက်နေ့မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမယ်နောက်ဆုံးရထိတ်တန်းသတင်းတွေတတောကာကွယ်ရေးနဲ့ပြန်လည်ထူထောင်ရေးဦးစားပေးလုပ်နေရလို့မင်းအောင်လိုင်းပြောတဲ့သတင်း စားတောက်ပွဲကျင်းပနေခြင်းမုံရနမခတဲ့ရှော့တိုက်တုံးအစွမ်းကြောင့်အရာရှိတွေပွဲချင်းပြီးတည်ဆုံတဲ့တွင်စစ်သားလိုအပ်ချက်မြင့်တက်နေတဲ့စစ်ကောင်စီတလားမပြည့်ခင်မှာပဲအပတ်စဉ်၁၄ကိုစကန်းဆသွင်းတဲ့တွင် ရာထူးတို့ထုတက်ရင်မူကြောက်ဖြူမှာစနိုက်ပါစာမိသွားတဲ့တွင် မုတ်တုံလေးအကောင်နဲ့အပြင်လေးပွေလိုင်းတစ်ခုကြောင့်တနိုင်ငံလုံးမှာမိုးကြည့်ပြီးလိုင်းကြီးလေထန်နိုင်တဲ့အကြောင်း စိန်ခေါ်မှုကြီးတွေကိုဖြည့်ရှင်းရမယ်။နှစ်တရာကျော်အတွင်းပထမဆုံးခန့်အပ်ခံရတဲ့ပြီးတိန်ထောက်လန်းရေးအဖွဲ့အမျိုးသမီးအကြီးအကဲတင်အဲ့ဒီလိုတနည်းတာအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့အတွက်ပထမဆုံးအနေနဲ့ တစ်သောကာကွယ်ရေးနဲ့ပြန်လည်ထူထောင်ရေးဦးစားပေးလုပ်နေရလို့မင်းအောင်လှိုင်ပြောလာပြတဲ့အကြောင်းဖြစ်ပါတယ်။စစ်တပ်ကြောင့်ရှာပါသွားတဲ့တစ်သောတယံဇာတာတွေကာကွယ်ထိန်းသိမ်းရေးနဲ့ပြန်လည်ထူထောင်ရေးတို့ကိုစစ်ကောင်စီကဦးစားပေးလှုပ်ဆောင်နေရလို့စစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောလိုက်ပြန်ပါတယ်။နိုင်ငံတကာတစ်သောပြုံးတိမှုတွေကိုစောင့်ကြည့်နေတဲ့ Global Forest Watch ရဲ့ထုတ်ပြန်ချက်မှာတော့မြမတစ်သောပြုံးတိမှုက2024ခုနှစ်တနှစ်ထဲမှာ1.3သိန်းတထောင်ကျော်ရှိတယ်လို့ဆိုပါတယ်။ဒါဟာရန်ကုန် ုံမြို့ရဲ့၅ဆနီးပါးပမာဏရှိတဲ့တစ်တော့ပြုံတိမှုဖြစ်ပါတယ်။ဒါ့အပြင်တစ်တော့စီမံအုပ်ချုပ်တာနဲ့တိုးချက်ဆိုင်ဖြိုတဲ့လုပ်ငန်းတွေကိုလည်းရေရှည်စီမံချက်ဆွဲပြီးဦးစားပေးလုပ်နေရလို့ပြောပါတယ်။မြန်မာနိုင်ငံဟာအာဆီယံနဲ့ဒေသအတွင်းနိုင်ငံတွေထဲမှာတစ်တော့ဖုံးလွှမ်းမှုဧရိယာဒုတိယအများဆုံးပိုင်ဆိုင်ထားတယ်လို့မနစ်ဆောင်လာ15ရက်ကနေပြည်တော်မှာပြုလုပ်တဲ့တစ်ပင်ဆိုင်ပွဲမှာသူကပြောသွားပါတယ်။ နိုင်ငံရဲ့တစ်တော်ဖုံးလွှမ်းမှုဟာ2015ခုနှစ်မှာနိုင်ငံဧရိယာရဲ့42%တမ9နှစ်ရာဂိုင်းနှုန်း2020ပြည်နှစ်မှာ42%တမ19ရာဂိုင်းနှုန်းနဲ့2025ခုနှစ်ပနမအစီရင်ခံစာအရ42%တမ15ရာဂိုင်းနှုန်းရှိရလို့မေအောင်လိုင်းကပြောပါတယ် ဒါကြောင့်တစ်သောပြုံးတိမှုအနှဲငယ်ရှိနေရကိုတွေ့ရပေမယ်စစ်ကောင်စီတာဝန်ယူပြီးနောက်ပိုင်းတစ်ပင်စိုက်ပျိုးမှုတစ်သောပြုပြင်ထိမ့်သိမ်းမှုကိုအလေးထားကြက်မတ်ဆောင်ရွက်ခဲ့တဲ့အတွက်နှစ်ကာလအလိုက်တစ်သောပြုံးတိမှုတိတိတတ်တာကြာဆင်းခဲ့တယ်လို့အာဏာသိမ်းစစ်ကောင်ဆောင်ကပြောပါရယ် တဖန်နိုင်ငံဧရိယာရဲ့90ရာခိုင်နှုန်းအထိတစ်တော့ဖုံးလွှမ်းအောင်ရီမန်းချက်ထားပြီးလှုပ်ကြဖို့သူ့လက်အောက်ခံတွေကိုအမိတ်ပေးသွားပါသေးတယ်။ဒီနေ့မိုးရာသီမှာအမြင့်နှစ်ပေအထက်ပြိုးပင်တန်း20ကျော်ကိုတနိုင်ငံလုံးမှာစိုက်ပျိုးမယ်လို့ပြောသွားပါတယ်။ဒုတိယသတင်းအနေနဲ့စားပွဲကျင်းပနေချိန်မိုးရာနမခတဲ့ရှော့တိုက်ထုံးကြလို့အရာရှိတွေပွဲချင်းပြီးတည်ဆုံသွားတယ်လို့ PWN အဖွဲ့ကပြောကြားလိုက်ပါတယ်။ စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခထဲမှာစားတောက်ပွဲကျင်းပနေခြင်းရှော့တိုက်ဒုံးတွေကြားရောက်ခဲ့တာကြောင့်စစ်ကောင်စီအရာရှိနှစ်ဦးအပါအဝင်သုံးဦးပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့ PWN က MPA ကိုပြောပါတယ်ဇွန်လ14ရက်ညပိုင်းမှာပြည်သူတွေကိုဒုက္ခပေးနေတဲ့နာမခတဲ့ကိုတရားကုန်မမရှော့တိုက်ထုံ၃လုံးပြစ်ခတ်ခဲ့ရမှာအားလုံးကြားရောက်ပောက်ကွဲခဲ့တယ်လို့ Brave Warrior မြန်မာ BWN ကဆိုထားပါဗျ။ ဒီနေ့ဇွန်လ16ရက်နေ့မှာတော့၃တေဆုံးတဲ့အပြင်အရာရှိ၃နဲ့တခြားအဆင့်79ဦးလည်းဂျန်ယာရကတက်တွင်းစေကတ်မှာအကူတမှုခံယူနေရတယ်လို့ဒီကနေ့မှာသတင်းထုတ်ပြန်လာတာပါဒီစစ်စင်ရင်နဲ့ပတ်သက်ပြီး BWN တာဝန်ရှိသူတအူကစားပွဲတောက်ပွဲလုပ်တဲ့နေရာကိုတလုံးတော့ကျသွားတယ်လို့သိရတယ်အခြားကြားတဲ့နေရာတွေတော့စုံစမ်းနေသေးပါအကောင်ကြီးတကောင်လာလို့အစီဝေးလုတာပြီးသွားလို့စားပွဲတောက်ပွဲလုတာလို့ကြားသိရပါတယ်လို့ MBA ကိုပြောပါတယ် နာမခရဲကစစ်စင်ရုံနဲ့လေးကျင်ရုံရှိရာအဆောက်အုံကိုထိမှန်တဲ့အတွက်ရုံနဲ့ရုံပျက်စီးခဲ့ပြီးစီတိုလောင်ရုံနဲ့အရန်ဆက်ပျက်စီးတိုလောင်ရုံလည်းမိလောင်ခဲ့ကအရာရှိကြီးနေရင်လည်းရှော့တိုက်တုံးထိမှန်ခဲ့တယ်လို့ BWN ကပြောပါတယ်။ ကျောထိုင်တုံးပစ်ခတ်ပြီးတဲ့နောက်နားမခါတဲ့ကနေဒံပြန်ပစ်ခတ်မှုတွေရှိခဲ့ပေမဲ့တော်လင်းရဲဘော်တွေအထီးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကို BWN အဖွဲ့ရဲ့စီမံမှုနဲ့ရှဲရုံမုံရအဖွဲ့၊ရွှေသတိကံမဟာမိတ်တရင်နဲ့ Justice Brother Force အဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့တာဖြစ်ပါတယ်။တတိယသတင်းကတော့စစ်သားလူအချမ်းမြင့်တက်နေတဲ့စစ်ကောင်စီတလမပြည့်ခင်မှာပဲအပတ်စဉ်ဆက်လေးကိုစက္ကန်းစာသွင်းတဲ့အကြောင်းတင်ဆက်ပေးပါပါ။ တိုက်တိုင်းရှုံးနေရာကြောင့်စစ်သားလူအချံမြင့်တက်နေတဲ့စစ်ကောင်စီဟာစစ်မှုထမ်းအမှတ်စဉ်73ခေါ်ပြီးတလမပြည့်သေးခင်မှာပဲအမှတ်စဉ်14ကိုမနစ်စွန်လာ15ရက်နေ့ကစတင်စကန်သွင်းလိုက်ပြီလို့သတင်းရရှိပါရတယ်။ပြီးခဲ့တဲ့မေလ19ရက်နေ့ကအမှတ်စဉ်73ကိုစည်ရင်သွင်းခဲ့တာဖြစ်ပါတယ်။ ထုံးစံအတိုင်းပမာဏကျင်ညာတာမျိုးမရှိတဲ့စစ်မှုထမ်းတင်နှန်းအမှတ်စဉ်၁၄အတွက်တင်နှန်းသားတွေနေမြေခံတင်နှန်းချောင်းကိုရောက်ရှိပြီးဖြစ်တဲ့အကြောင်းစစ်ကောင်စီထိန်းချုပ်ကမီဒီယာတွေကထပ်ပုံတွေနဲ့တကွာဒီကနေ့မှကျင်ညာလာတာပါအခုစစ်မှုထမ်းအမှတ်စဉ်အတွက်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာစစ်သားစုဆောင်ရေးတွေစစ်ကောင်စီကပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။စစ်ကောင်စီလက်အောက်ခံတွေကရက်ွက်တချို့မှာဖမ်းဆီးတာ၊စင့်ခေါ်စာကတဆင့်ခေါ်ယူတာ၊အစည်းအဝေးခေါ်တာမျိုးတွေပြုလုပ်ခဲ့တယ်လို့တော ောင်းကြီးမြို့ခံတွေကပြောပါရယ်ပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့ကစစ်မှုထမ်းဥပဒေကိုစစ်ကောင်စီကအတည်ပြုခဲ့ပြီးတဲ့နောက်ဧပြီလထဲမှာပဲပထမဆုံးအပတ်စဉ်ကိုစက္ကန်းစတင်ခဲ့ပါရယ် လက်စားမှုချင်းချောက်မှုတွေနဲ့အသက်ဆက်နေရတဲ့စစ်ကောင်စီရဲ့စစ်မှုထမ်းတင်နန်းတွေဟာတနစ်ကျော်ကာလအတွင်းအပတ်စဉ်၁၁အထိတင်နန်းဆင်းထားပြီးအပတ်စဉ်၁၄အထိရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ဆက်လက်ပြီးရာထူးထိုးတက်ရင်မှုကြောက်ဖြူမှာ AES Sniper စာမိပြီးတည်ဆုံသွားရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တူးတရရင်မှုအဖြစ်ယာတူးတိုးလာတဲ့ပုံမှုဝင်းတပ်ဟာအာရခတက်တော်အေထိုးစစ်ဆင်နေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှေ့တန်းကိုတည်င်းလာပို့ချိန်မှာပဲစနိုက်ပါစာမိပြီးတေဆုံးသွားတယ်လို့တည်င်းရရှိပါရတယ်။ ကချင်ပြည်နယ်မြကြီးနားမြို့အခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှဦးစည်းရာရှိဒုတိယရန်စစ်ရေး A2 အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဟာရန်ကုန်အခြေဆိုင်အမှတ်111ချင်းမြန်တရင်ရဲ့ဒုတိယတရင်မှုအဖြစ်ယာရုတိုးခဲ့တာပါယာရုတိုးတာကြောင့်မေလနောက်ဆုံးပတ်တွင် လေးရင်လန်းကြုံနဲ့ကြောက်ဖြူကိုသတင်းပို့ပြီးနောက်မှာပဲအသက်69နှစ်အရွယ်ရှိဘုံမူဝင်းသက်ဟာပြစ်ခတ်တပြက်ခံလိုက်ရတာဖြစ်ပါတယ် သူပြစ်ခတ်တပ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီးအေဘက်ကဒီကနေ့အထိတရင်တစုံတရာထုတ်ပြန်တာမျိုးမရှိသလို MBA ရဲ့ဆက်သွယ်မေးမြန်းမှုကိုလည်းဥခိုင်ဒုက္ခဘက်ကပြန်လည်ဖြစ်ကြတာမျိုးမရှိသေးပါဘူး။ယာရုတိုပီတင်ဆောင်သောသူအရာရှိရဲ့ဇနီးဟာလည်းစစ်ကောင်စီဝန်ထမ်းတအူဖြစ်ပြီးမြစ်ကြီးနားကသူရဲကိုတအူဖြစ်တယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးနယ်တဲကစစ်ကောင်စီစခန်းတွေကိုဇွန်လဆန်းပိုင်းကစပြီးအေဘက်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်လက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး ဇွန်လ15ရက်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်စံနေချီလက်နက်ချအလင်းဝင်ခဲ့တယ်လို့သိရှိရပါတယ်။ပေတွင်းနောက်ဆုံးသတင်းတပုတ်အနေနဲ့မုတ်တုံလင်းအကောင်တဲ့အပြင်လေးပွေလိုက်နှစ်ခုကြောင့်တနိုင်ငံလုံးမှာမိုးကြီးပြီးလှိုင်းကြီးလေထန်နိုင်တဲ့အနေရရှိနေတဲ့အကြောင်းမှာ ကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်မုတ်တုံလေးအားကောင်းရာကနေအားလွန်ကောင်းနေတဲ့အပြင်အနောက်ဘက်နဲ့အရှေ့ဘက်ကလာတဲ့လေပြွေလိုင်းနှစ်ခုဖြစ်ပေါ်နေရကြောင်းတနိုင်ငံလုံးမှာမုံမြပြီးလှိုင်းကြီးလေထန်နိုင်တယ်လို့သတင်းရရှိပါရယ်စက်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီအကြောင်းအထူးမိုးလေဝသသတင်းအနေနဲ့ဒီကနေ့မှဖော်ပြလာတာဖြစ်ပါတယ်။ဒီနေ့ကနေဇွန်လ19ရက်အထိငလင်တင်ထားတဲ့နေ့ပြီးတော့ ၊စကိုင်း၊မန္တလေးတို့အပါအဝင်တနိုင်ငံလုံးမှာမိုးထစ်ခြုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်မိုးကြီးနိုင်တယ်လို့ဆိုထားပါတယ်။မိုးလေဝသစောက်ကြည့်လေးလောက်သူဦးဝင်းနိုင်ကတော့ပင်ကလာပင်လယ်အော်မြောက်ပိုင်းပင်လယ်ရင်မျက်နှာပြင်အထက်အမြင့်ပင်9000ကနေ10000ကျားမှာအထက်လေပွေလိုင်းဆက်လက်တရှိနေတဲ့အတွက်အနောက်တောင်မုတ်တုံလင်းဆက်လက်အကောက်နေစေဖြစ်ပါတယ်။ဒါကြောင့်ဇွန်18ရက်ကနေအလဲပိုင်းဒေသတွေမှာမိုးအနှဲငယ်ရွာသွန်းနိုင်ပါတယ်လို့သူ့ရဲ့လူမှုကွန်ရက်ကတဆင့်အသိပေးထားပါတယ်။ ဒါပြင်မြမကံယုံတဲ့ဒေတာတွေနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမိုးတက်လေပြင်တွေကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ကမိုးတက်လေပြင်ကြာရောက်စဉ်မြေပြင်ရေပြင်လေဟာတနင်္သာရီ35မိုင်အထိတိုက်ခတ်နိုင်တယ်လို့မိုးစလထုတ်ပြန်ချက်အရသိရှိရပါတယ်။မိုးတက်ထန်စွာရွာသွန်းနိုင်စတဲ့အတူလေပြင်တိုက်ခတ်တာလက်တပြည့်ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်နိုင်လို့ကုန်းမြင့်ဒေတာနဲ့မြင့်ငယ်ချောင်းငယ်တွေနားမှာနေထိုင်သူတွေသတိပြုကြဖို့လဲမိုးစလကနှိုးဆော်ထားပါတယ်။ ။နောက်ဆုံးပြပသတင်းကတော့စိန်ခေါ်မှုကြီးတွေကိုဖြည့်ရှင်ရမယ်။နှစ်တရာကျော်အတွင်းပထမဆုံးခန့်အပ်ခံရတဲ့ပြီးတိန်ထောက်လန်ရေးအဖွဲ့အမျိုးသမီးအကြီးအကဲဆိုတဲ့သတင်းနဲ့နှုတ်ဆက်လိုက်ပါရစေ။ပြီးတိန်ရဲ့နိုင်ငံသားသတင်းချက်လက်စုံစမ်းထောက်လန်ရေးအေဂျင်စီ MI6 ကသူတို့အဖွဲ့တမိုင်းမှာ136နှစ်အတွင်းပထမဆုံးအဖြစ်အမျိုးသမီးကောင်းဆောင်တအူကိုခန့်အပ်လိုက်ပါရစေ။ ် MI6 ကို1999ခုနှစ်ကတည်းကဝင်ရောက်ခဲ့ပြီးဒီဖွဲ့စည်းရဲ့၁၈ဦးမြောက်အကြီးအကဲဖြစ်လာတဲ့ Brain Mastery Wally ဟာလက်ရှိအကြီးအကဲ Sarah Chesmosi ကနေတာဝန်တွေကိုဒီနှစ်နောက်ပိုင်းမှာပဲလွှဲပြောင်းယူมาဖြစ်ပါတယ်။လက်ရှိ MI6 ဟာဘယ်တော့မှမကြုံဘူးတဲ့စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အဲ့ဒီထဲမှာရုရှား တရုတ်အီရန်နဲ့မြောက်ကိုရီးယားတို့ဟာဗြိတိန်နဲ့အနောက်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုထိခိုက်စေဖို့ပုံပြီးနိနိကကပူးပေါင်းဆောင်ရွက်နေကြသလိုနိပညာဆိုင်ရာစိန်ခေါ်မှုတွေလည်းရှိနေပါသေးတယ်အသက်58နှစ်အရွယ်အားကအမျိုးသမီးကတော့ MI6 ရဲ့တတိရှိတဲ့အရာရှိတွေနဲ့အေဂျင်တွေကျမတို့နိုင်ငံတကာမိဖက်အများပြားနဲ့အတူအဲ့ဒီလုပ်ငန်းကိုဆက်လုပ်ဖို့ကျမမျှော်လင့်ပါတယ်လို့ပြောပါရယ်ပြည်တယ်ဝင်းကြီးချုပ်စာကီယာစတာမာကလည်း ကိမ်းဘရက်တက္ကသိုလ်ဆင်အမျိုးသမီးတက်ရောက်လာမှုကိုတမိုင်းဝင်ခန့်အပ်မှုလို့ချီကျူးပြောဆိုခဲ့ပြီးအရေးကြီးဆုံးလှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့ဆိုပါရယ် မိုင်စစ်ရဲ့အဓိကတာဝန်ကဗိတန်ရဲ့လုံခြုံရေးကိုမြင့်တင်ဖို့နိုင်ငံခြားကနေထောက်လှမ်းရေးအချက်လက်တွေစုဆောင်းတာတွေလုပ်သလိုအကြမ်းဖက်ဝါဒကိုရပ်တန့်ဖို့ရန်လိုတဲ့နိုင်ငံတွေရဲ့လှုပ်ရှားမှုကိုနှောက်ယှက်ဖို့နဲ့စိုက်ဘာလုံခြုံရေးကိုမြင့်တင်ဖို့ဆိုတဲ့ရည်ရချက်တွေလည်းထားရှိပါတယ်။ MP ရဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။